အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့သူရဲကောင်းကြီးရောင်းတဲ့တန်မြင့်ကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရရှင်။စထမမြောက်ဘရင်ဟန်မင်းလက်ထက်မှာ VNN နိုင်ငံဟာတကိုးဥစ္စာကြီးမှပြီးလက်အောက်ခံနဲ့ပဲကျယ်ဝန်းခဲ့ပါရစေ။မြင့်ညီကန်းတချောင်းမှာရွာသိမ်းရွာငယ်ကလေးတွေရွာချင်းတွေနဲ့စီစီကားကားရှိလာပါတဲ့။တိုင်းမီအေဂျင်တာယာလာလို့ တင်လေကံယိုရန်တလျှောက်မှာလေကွင်းတွေထဲမှာတဲတချင်းတန်တွေနဲ့ဝေးစားလွှမ်းမှုနေပါတော့တယ်။တနေ့မှာတော့ရုတ်တရက်ဆိုသလိုဗီယက်နမ်နိုင်ငံနဲ့ကို ရိုင်းစိုင်းကျဉ်ချုပ်တဲ့တိုင်နဘာသာရန်သူတွေဟာကျူးကျော်ဝင်ရောက်လာပြီးအိမ်တွေကိုမီးရှို့ဖျက်ဆီးလူတွေကိုဖမ်းဆီးတပ်ဖြတ်လုကြတဲ့အတွက်လူတွေဟာဒုက္ခတွေရောက်ပြီးအလွန်စိတ်မချမ်းမမြေဖြစ်စရာအဖြစ်ပြက်တွေကြုံတွေ့ရပါတယ်။ အကြောင်းဘယင်ဟန်မင်းဟာနေပြီးတော့အရက်လေးမျက်နှာကိုတန်တော်ဆင့်ကိုစေလွတ်ပြီးတော့ရန်သူတွေကိုတိုက်ခိုက်ဖို့သူရဲကောင်းတွေကိုဆင်ခေါ်စေ။အဲဒီအချိန်မှာဖြူတန်းဆိုတဲ့ကျေးရွာလေးတရွာမှာအမျိုးသမီးတဦးဟာတားယောက်ျားလေးတယောက်ကိုမိဖွားနေတယ်။အမေဖြစ်သူက သူ့သားလေးကိုဂီယောင်လို့နာမည်ပေးထားတယ်။တားငယ်လေးဟာ၃နှစ်သားအရွယ်ရောက်တဲ့အခါအတိညာအလွန်ထက်မြက်တဲ့ကလေးလေးဖြစ်လာတယ်။ ဒါပေမဲ့စကားတော့လုံးဝမပြောတဲ့အတွက်သူ့အမေဟာတောင်းအထွက်စိုးရိမ်လွန်ပြီးစိတ်မချမ်းမသာဖြစ်နေတာပေါ့ဒါအပြင်သူတို့နိုင်ငံကိုရန်သူတွေကျူးကျော်ဝင်ရောက်နေတယ်ဆိုတဲ့သတင်းကိုလည်းကြားထားလို့ကလေးမင်းကြီးဟာအတော်လေးကိုစိတ်မချမ်းမသာဖြစ်နေတယ်။စိုးရိမ်တော့ကလည်းရောက်နေတာပေါ့။ဒီနေ့မှတော့ဘယင်စေလွတ်လိုက်တဲ့တန်တော်ဆင်းတယောက်ဟာသူတို့ရွာကိုရောက်လာခဲ့တယ်။ရွာသူရွာသားတွေအားလုံးဟာတန်တော်ဆင်းရဲ့သူရဲကောင်းစင်ခေါ်တန်ကိုတေချာစွာနားဆိုင်ထောင်ကြတယ်။ ဂီယောင်လေးလည်းဘယင်စင့်ခေါ်တန်းကိုကြားတဲ့အခါမှာတခါမှစကားမပြောဘဲပဲနေရကပထမဦးဆုံးသူ့အမေကိုစကားစတင်ပြောလိတော့ရင်ဂီယောင်လေးကသူ့အမေကိုအမေတန်တော်စင့်ကိုအိမ်ထဲဝင်ဖို့ခေါ်လိုက်ပါတားသူ့ကိုတခုခုပြောချင်ပါတယ်လို့ဆိုရင်ကီယောင်ရဲ့အမေဟာသူ့သားရဲ့စကားကိုကြားတဲ့အလွကွန်အံ့ဩသွားတာပေါ့တခါမှစကားမပြောဘူးတဲ့သူ့သားဟာစကားပြောပြီးမလို့အလွန်လဲဝမ်းသာသွားတယ်။ကီယောင်ကဆက်ပြီးတော့မမေ တန်တော်ဆင်းကိုသွားခေါ်ပေးပါလို့ပူဇော်တိုက်တွန်းနေပြန်နေသူအမေလည်းတာဆန္ဒအတိုင်းတန်တော်ဆင်းကိုသွားရောက်ခေါ်တယ်။အိမ်ထဲကိုတန်တော်ဆင်းရောက်ရောက်ချင်းခီးယောင်ကအတန်ကြဲကြဲနဲ့တန်တော်ဆင်းကြီးကျွန်ုပ်ရန်သူတွေကိုတိုက်ဖို့ကျွန်ုပ်အတွက်မြင်းတကောင်တန်ချောင်းရှိတစ်ချောင်းနဲ့တန်ခမောက်တစ်ခုပြုလုပ်ပေးပါ။ဖုံချုံမြို့ကိုရမြန်သွားပြီးဘယင်ကြီးကိုရှောက်တင်ပေးပါလို့ပြောဆိုရင်းခလေးပါဇက်ကဒီလိုစကားမျိုးတွေထွက်လာတာကိုကြားရတော့တန်တော်ဆင်းကြီးကအလွန်အံ့ဩသွားတာပေါ့။ ခလေးမှာထိုးကြတဲ့တကူတွေရှိနေလို့သားဒီလိုစကားမျိုးပြောနိုင်တာလို့ယူဆသွားတယ်။တန်တော်စင်ကြီးလည်းခီယန်းကိုအလေးညွတ်ပြပြီးတော့ပြန်လဲထွက်သွားသွားတယ်။တန်တော်စင်ကြီးထွက်ခွာသွားပြီးတဲ့နောက်ရွာသူရွာသားတွေဟာခီယန်းရဲ့အိမ်ကိုဝိုင်းအောင်လာပြီးသူရဲကောင်းလေးခီယန်းကိုကြည့်ရှုကြတယ်။သူ့အမေဟာသူ့သားအတွက်ခုံယူဝမ်းသာနေတာပေါ့။ငယ်ငယ်လေးနဲ့ကြီးမားတဲ့ရန်သူတွေကိုတိုက်ခတ်မယ်ဆိုတာတွေးမိတော့လေသူ့သားအတွက်ဆိုရင်နဲ့သူ့သားကီယောင်ကတော့ကြောက်ရွံ့ခြင်းလုံးဝမရှိဘဲနဲ့မမေ ကျွန်တော်တို့စိုးရိမ်နေရမဟုတ်လားအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရန်သူကိုတိုက်မယ်ဆိုတာကိုအမေမလိုလားဘူးမဟုတ်လားအသက်ကြီးလာမှသာတိုက်စီချင်နေရမလားကျွန်တော်အခုအသက်ကြီးလာပါပြီအဖနိုင်ငံတော်ကိုကယ်တင်နိုင်လိမ့်မယ်လို့ထင်ပါတယ်လို့ပြောဆိုရင်အဲရီနာသူရဲကောင်းဂီယောင်လေးဟာသူ့အမေကိုထမင်းတွေချက်ခိုင်းနေဂီယောင်လေးကသူ့အမေချက်ပေးထားတဲ့ထမင်းအိုတလုံးကိုဝါအောင်စားပလိုက်တယ်ထမင်းမဝသေးလို့ထထောင်းနေဘလောက်စားစားမဝချက်လို့မနိုင်ဖြစ်နေတာပေါ့ တရွာလုံးဟာနေစဉ်နေတိုင်းသူရဲကောင်းဂီယောင်လေးစားဖို့အစားအသောက်တွေချက်ပြုတ်နေရတာနဲ့ကိုမအားမလက်ဖြစ်နေကြတယ်။ဂီယောင်လေးဟာဘလောက်အစားကြီးတလဲဆိုရင် သူစားဖို့အတွက်အစားစာတွေကိုအင်မတန်ကြီးတဲ့အိုကြီးနဲ့ချက်ရတယ်။အဲဒီလိုနဲ့သူရဲကောင်းဂီယောင်လေးဟာအရွယ်အမောင်းမြင်မာထွားကျင်းလာပြီးလူထွားကြီးတစ်ယောက်ဖြစ်လာခဲ့တယ်။အဲဒီလိုအချိန်မှာဘယင်ကြီးဟာတိုင်းမီမှာရှိနေကြတဲ့ဗဘဲသမားတွေကိုခေါ်ယူလိုက်ပြီးတန်မြင်ကြီးတကောင်တန်ခမောက်တစ်ခုနဲ့တောက်ခိုင်တဲ့တန်လုံးချောင်းကြီးတစ်ချောင်းကိုတုံးလုံးပြလို့စေတယ်။ ဘဘဲသမားတွေဟာတန်မြင်တန်ခမောက်တန်လောင်းချောင်းတွေကိုနေမအားညမအားအပြင်းထန်သုံးလုပ်တဲ့အတွက် မကြခင်မှာပဲတန်မြင်တန်ခမောက်နဲ့တန်လောင်းချောင်းတွေကိုတုံးထုပြုတ်လုပြီးစီးသွားခဲ့တယ်အဲဒီနောက်လူရပေါင်းများစွာပါဝင်တဲ့အဖွဲ့ကြီးဟာတန်ကြီးမြင့်ကြီးတန်ခမောက်ကြီးနဲ့တန်လုံးချောင်းကြီးတို့ကိုဂီယောင်ရဲ့ရွာလေးစီကိုတည်ဆောင်သွားတာပေါ့ဂီယောင်ရဲ့ရွာကိုရောက်တဲ့အခါတန်တော်စင်ကဂီယောင်ထံသွားပြီးတော့ဘယင်ကြီးပေးပို့လိုက်တဲ့ပစ္စည်းတွေရောက်ရှိလာပြီးဖြစ်လို့လာရောက်စစ်ဆေးဖို့ခေါ်ယူတယ် ဂီယောင်လည်းသူ့ရဲ့ပစ္စည်းတွေကိုတွားရောက်တရှူစစ်စေးတယ်။သူဟာတန်လုံးချောင်းကိုခိုင်မခိုင်ကွေးကြည့်လိုက်တဲ့အခါတန်လုံးချောင်းကဇက်ခနဲကျိုးသွားတယ်။နောက်တန်ယောင်ဂီယောင်ဟာမြင်းပေါ်ကိုတက်ဖို့ကြိုးစားတယ်။မြင်းကြောကိုလက်နဲ့အသားလေးပုတ်လိုက်တဲ့အခါတန်မြင်းကြီးကဝုန်းကနဲခွေရင်ပြူလဲသွားတော့တယ်။တန်တော်စင်လည်းယူလာတဲ့ပစ္စည်းတွေပျက်စီးသွားလို့အတော်စိတ်ပြက်သွားတယ်။အဲ့ဒီအကြောင်းကိုဘယင်ကြီးထံပြန်လဲတန်တော်ဥတည်မှုဖုံချူနေပြီးတော့ကိုအမြန်ပြန်ထွက်လာခဲ့တယ် ဘရင်ကြီးလည်းကီယောင်စီပိုးလိုက်တဲ့တန်မြင်းကြီးတန်ကမောက်ကြီးနဲ့တန်လုံးချောင်းကြီးတွေကျိုးပြက်သွားတာသိလို့နောက်ထပ်အဲ့ဒီပစ္စည်းတွေပြန်လုပ်ဖို့အမိန့်ပေးပြန်တာပေါ့တတိုင်းပြီးလုံကဘဘဲသမားတွေဟာအင်အားတောင်းတောင်းတင်းတင်းနဲ့ဝိုင်းပြီးတန်မြင်းကြီးတန်ကမောက်ကြီးနဲ့တန်လုံးချောင်းကြီးတို့ကိုထပ်မံပြုလုပ်ကြတယ်။နောက်ဆုံးပစ္စည်းသုံးမျိုးစလုံးပြီးစီးသွားတယ်။ရွာပေါင်းများစွာသောစစ်တီတို့တွေဟာမြင်းကြီးကိုလေးပြီးတက်လဲကြီးပေါ်တင်ပြီးဆွဲသူကဆွဲကြီးမလေးလန်နဲ့တန်လုံးတန်ချောင်းကြီးကိုထမ်းမှယူလာတဲ့သူကယူနေ မကြခင်ဂီယောင်ရှိတဲ့ဖြူဒန်းရွာလေးကိုရောက်လာကြတယ်။အဲဒီအချိန်မှာတော့တန်မြင့်ကြီးကအတော်ကြီးမှပြီးသူ့ရဲ့လဲဆံမွေးဟာရွာဝင်ဝမှာရှိတဲ့ညောင်မင်းထိပ်ပြားလောက်ထိအမြင်ရှိတာကိုတွေ့ရတယ်။တန်လုံးချောင်းကြီးဆိုရင်လည်းသူ့ရဲ့အရှိဟာဆန့်တန်းထားတဲ့လက်နှစ်ဖက်နဲ့အစတရာလောက်ထိရှည်လျားတာကိုမြင်ရတယ်။တန်မြင့်ကြီးနဲ့အတူပါလာကြတဲ့လူတွေအားလုံးကသူတို့နိုင်ငံကိုကျူးကျော်လာတဲ့ရန်သူတွေကိုတိုက်ခိုက်ရမှသူတို့လည်းပါဝင်ပါရစေလို့ခီယောင်းကို အတန်တန်ပြောကြကြတာပေါ့ ။နောက်ဆုံးဂီယောင်လည်းသူတို့ကိုလိုက်ခွင်းပြုလိုက်တယ်။အရီလိုနဲ့ဂီယောင်တို့လည်းရန်သူတွေကိုတိုက်ခတ်ဖို့စစ်ကြည့်တတ်သွားကြတယ်။သူတို့အားလုံးကိုရွာသူရွာသားတွေနဲ့အနီးပါရွာတွေကလူတွေကလာရောက်အားပေးနှုတ်ဆက်ကြတယ်။သူရဲကောင်းဂီယောင်လည်းတန်ခမောက်ကိုဆောင်းလက်တစ်ဖက်ကတန်လုံးရှိချောင်းတီကိုဆုပ်ကိုင်းကတန်မြင့်ကြီးကိုခွာစီလိုက်တယ်။အရိယခာတန်မြင့်ကြီးဟာအတန်ကျဲကြီးနဲ့မိဟိလိုက်တဲ့ဆိုရင်ပဲသူ့ပစ္စတဲကမိတော်မိညာနေထွက်လာတယ်။အရိနောက်တန်မြင့်ကြီးဟာတဟုံတို့ရှိကိုထိုးထွက်သွားတယ် သူရဲကောင်းဒီရောင်ရဲနောက်မှာတော့တိုက်ပွဲမှာပါဝင်ကြမဲ့သူတွေလိုက်ပါလာကြတာပုံအဲ့ဒီအချိန်မှာကျူးကျော်ရန်ပြူသူတွေဟာတိုင်းမီအနံနေရာတိုင်းမှာရွာတွေကိုလူရက်တိုက်ခိုင်းမီးရှို့လူတွေကိုတတ်နဲ့ရန်ကားကျင်နိုင်ရန်ကားနေတယ်။ဂီရောင်လည်းတန်မြင်ကြီးကိုစီးပြီးရန်သူတွေတဲကိုတဟုံတို့တိုးဝင်ဝင်သွားတယ်။သူဟာတန်လုံးချောင်းကြီးကိုလေထဲမှာဝေရန်ရင်ရန်သူတွေကိုတန်လုံးချောင်းနဲ့ရိုက်တန်လုံးချောင်းနဲ့ထိုးတာပေါ့။ သူ့ရဲ့ထူးဆန်းလာတဲ့တန်မြင်ကြီးကလည်းရန်သူတွေကိုမီးတောင်မီးလျံတွေနဲ့မှုန့်လွတ်တယ်။ရန်သူတွေဟာကြောင်းလင်တကြဝယုံသုံးကနဲ့ပြေးမီပြေးရကိုပြေးကြတယ်။ဒါပေမဲ့သူတို့ဟာဂီရောင်လက်ထဲကလွတ်မသွားကြပါဘူး။အားလုံးတေဆုံကုန်ကြတယ်။သူရဲကောင်းဂီရောင်ဟာတညလုံးတနေ့လုံးရန်သူတွေကိုတိုက်နေလိုက်တာနောက်ဆုံးရန်သူတွေရဲ့ခေါင်းဆောင်ကြီးနဲ့မျက်နှာချင်းဆိုင်ထိတိုက်တွေ့သွားတယ်။သူရဲကောင်းဂီရောင်နဲ့ရန်သူခေါင်းဆောင်တို့ဟာအပြင်းထန်တိုက်ပွဲဆင်နွှဲကြတယ်။ အဲဒီနောက်ဆုံးတိုက်ပွဲမှာဂီယောင်ဟာတန်လုံးချောင်းကြီးကျိုးသွားတယ်။ဂီယောင်ကတော့နှစ်ပိုင်းကျိုးသွားတဲ့တန်လုံးချောင်းနှစ်ခုကိုကန်ပြီးအပိုင်းအစတွေကျိုးတဲ့အထိပြင်းပြင်းထန်ထန်တိုက်ခိုက်တယ်။သူတို့နှစ်ဦးဟာအဲဒီလိုသူထံကအနိုင်နှွေးတိုက်ခိုက်နေလိုက်ကြတာဝါတော်ကြီးတဲ့ကိုရောက်မှမသိရောက်ရှိလာခဲ့တယ်။သူရဲကောင်းဂီယောင်ဟာဝါပင်တွေကိုတွေ့မြင်လိုက်တော့အတော်ပြော်သွားတယ်။သူတို့တိုင်ပြီးအနံ့အပြားမှာဝါပင်တွေပေါများကျင်တိုင်းပေါများလာတယ်။သူကဝါပင်တွေကိုလက်နဲ့ဆုသိမ့်ပြီးဆွဲနှုတ်တယ်။ ဝါပင်တွေဟာအမြစ်တွေကျွတ်ထွက်ပြီးသူ့လက်ထဲပါလာတယ်။ဂီယောင်ကဝါဖျားဘက်ကစုကိုင်းပြီးတောက်ခိုင်းနေတဲ့ဝင်းရင်ဘက်နဲ့ရန်သူကောင်းဆောင်ကြီးနဲ့သူ့လူတွေကိုလွှဲရိုက်တယ်။အဲဒီလိုဂီယောင်ဟာဝါပင်တွေကိုနှုတ်နှုတ်ပြီးရိုက်နေလိုက်တာရန်သူတွေဟာဝါပင်ကြီးတွေအောက်မှာမရှုမလားတိတ်ဆုံးကုန်ကြတယ်။ရန်သူကောင်းဆောင်ကြီးလည်းဝါပုတ်အောက်မှာအသက်ပျောက်သွားတယ်။ကီယောင်နဲ့သူ့လူတွေဟာရန်သူတွေကိုတိုက်ခိုက်ချေမှုခဲ့ပြီးရဲ့နောက်အောင်မြင်စွာနဲ့ပြန်လာခဲ့ကြတယ် ကီယန်ဟာသူ့ရဲ့တန်မြင်ကြီးနဲ့ဖြူရန်ရွာလေးကိုကစုံပေါက်ပြန်ဆန်းသွားပြီးတဲ့နောက်ဆော့ဆန်တောင်မိုးကိုပြန်တက်သွားပြီးတိမ်တိုက်တွေကြားမှာတဖြည်းဖြည်းပြက်ကွဲသွားတယ်။ဗီယက်နမ်ပြည်သူပြည်သားတွေဟာသူတို့တန်မီကိုရန်သူလက်ကကဲတင်ခဲ့တဲ့သူ့ရဲ့ကောင်းကီယန်ရဲ့ဂျေဇူးကို အမတ်တရအထိမ်းမှန်ဖြင့်အဲရိတောင်ထိပ်ပေါ်မှာနှက်ကုံတစ်ခု ဆောက်လုထားကြပါတော့တဲ့ကွယ်။အခုတင်ဆက်ပေးမှာကတော့ကဘာဦးကစာဆိုတော့ဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ ရှဲလွန်လေပြီးတဲ့အခါကရာဇကြိုးပြီးမှအမိမထေရှားတဲ့တကြွေလင်းမရလို့ရှိခဲ့ကြတယ်။သူတို့ကရင်ကျေးတိမ်မှုနဲ့ရတနာသုံးမကိုရှုံးကြီးစွာစီးကကြတယ်။သူရရင်သူတို့ရဲ့သားဟာရတနာသုံးမကိုလုံးဝမသိတဲ့အရင်ဆိုင်ဖြစ်ပါလေ။သူရဲ့နာမည်ကရတနာကရာတဲ့ရတနာကရာဟာကောင်းမွန်မြင့်မြတ်တဲ့အမျိုးကဆင်းသက်လာပါလျက်မကောင်းမှုနဲ့အသက်မွေးရဲ့သူကအန်ဒဝနာတော့ထဲမှာပုံအောင်နေတဲ့ ထော်တော်ကိုဖျက်တမ်းသွားသူတွေဟာယတနာကရနဲ့တွေ့လျင် ချမ်းသာရုံမရှိအဘဲကြောင့်ဆိုသောယတနာကရဟာပစ္စည်းကိုသာလူရည်တီမဟုတ်အတက်ကိုပါရန်ရှာလေးရှိရသူဖြစ်နေတာကြောင့်ပါပဲဓမြကြီးယတနာကရကြံကြုံရက်ဆက်ကြောင့်တရင်ကြီးလာတဲ့တော်ကိုဖျက်တမ်းသွားလာသူမရှိတော့ဘူးရုပ်စွာအစုံမှုနှုတ်ဖြစ်ချိုးသူများပင်ရောက်မလာကြတော့ဘူးထိုအခါယတနာကရဟာတခြားနေရာကိုရွှေ့ပြောင်းလူရည်တိုက်ခိုက်တဲ့ ဂျေရနာဂရာဟာအတင်ရဲလာပြီးမြို့ရဲရွာတွေကိုပါဝင်ရောက်လူရဲတိုက်ခိုက်ပြန်လာတာကြောင့်လူအများမှာနေစရာမရှိအောင်တုံ့လှုပ်ချက်ချနေကြတယ်။လူအများတုံ့လှုပ်ချက်ချစွာနဲ့ပြေးလာပေါအောင်နေကြတာကြောင့်တင်မြောက်မြဲနေတဲ့ကိုမတင်မြောက်မိကြပေ။လူတို့ရဲ့အပူဟာနေတွေကိုပါကိုးဆက်လာတဲ့အခါတကြမင်းရဲ့မြားကြောက်ဖျားလဲတင်းလာပြီးတော့ပူလောင်လာတော့တာပုံ။တကြမင်းလဲမိမိအီတတန်ကုံလို၍ကြောက်ဖျားတင်းသလောလို့စုံစမ်းနေ။ တကြားတကြားကုန်လို့ရေမဟုတ် ရေနာကရဓမြကြီးတောင်းကျက်နေ၍ဖြစ်ကြောင်းသိရတဲ့အခါနာရာဒနတာကိုခေါ်ပြီးတော့တာဝန်ပေးအပ်တယ်။နာရာဒနတာဟာမျက်ပီ၆ထပ်ကိုစောင်းတလက်နဲ့လှည့်လည်နေတဲ့သူသူဟာမျက်တွေပြမာတွေပျော်ရွှင်စေရန်အေဂျင်တာရစေရန်စောင်းတီးပြီးဖြော်ပြလေးရှိရဲ့တို့အတွက်သူမှာမျက်ပြမာမိတ်ဆွေများစွာရှိရဲ့နာရာဒါဟာစိတ်သူသဘောသူမြမတယောက်ကိုခေါ်ပြီးယတိယဟန်အသွင်နဲ့လူပီကိုဆင်တလာတာပေါ့ အဲဒီနောက်ရေတနာကရရှိနေတဲ့နေရာကိုလာကြတယ်။ရေတနာကရဟာဓာကြီးကိုကင်မြောင်းလည်းရပြေးလာတယ်။ဟေးမပြေးနဲ့ရက်လိုက်။အခြားသူတွေကထိုအတန်ကိုကြားရင်ခြေကုံတုတ်ပြီးတော့ပြေးကြတယ်။ရဟန်းတော်နှစ်ပါးကတော့အေးဆေးစွာနဲ့ရက်နေကြတာပေါ့။ဓာရက်ကကြီးဘာလို့ကျင်လို့မောကြီးပန်းကြီးပြေးလာတာလဲ။ဟေးမင်းတို့ရေနနာကရာဆိုတဲ့ငါတရင်ကိုနည်းနည်းလေးမှမကြားဖို့ကြဘူးလားအခုမင်းကငါတို့ကို တွေ့လာတော့မ မမြခိုင်းနေတာမင်းတို့မှပါလာတဲ့ပစ္စည်းတွေကိုယူပြီးမင်းတို့ကိုတတ်မလို့ဟဲ့တတ်မီဆိုတော့လေယဟန်တော်တွေကမတုံမလို့အေးစေးစွာနေပဲတုံပြန်ကြတယ်။အိုဒါရကတတ်လို့ကတတ်ပါပစ္စည်းကိုယူလို့ကယူပါငါတို့စိုးရင်ပူဆွေးမှုမရှိပါဒါပေမဲ့ငါတို့ကိုကထွက်တဲ့သွေးစကြောင့်မြေကြီးပေါ်မှာရှိတဲ့ပုံမွားတွေတည်ကျဲပြက်စီမဲမကောင်းမှုကိုတော့ငါတို့မလိုလားဘူးမကောင်းမှုသူရောက်မှန်သူစရိုက်သမားအတွက်စကားအဆန်ဖြစ်နေတာကြောင့် မကောင်းလို့ဟုတ်လားအဲ့ဒါဘာလဲလို့မေးလိုက်တယ်။ဒါရက်ကအခုလိုလူရဲတိုက်ခိုက်တစ်ဖြက်နေတာဟာမကောင်းဘူးပဲ။ဒီမကောင်းမှုကတင်ခံရမယ်။နေပါဦးအခုလိုလူရဲတိုက်ခိုက်တစ်ဖြက်တဲ့မကောင်းမှုတွေကိုတင်ကျူးနေနေတာဘသူအတွက်လဲ။အမေရဲ့အဖေရဲ့ဇနီးရဲ့သူတို့အတွက်ပေါ့။ဒါရက်ကတင်ကျူးလို့နေမကောင်းမှုတွေကိုတင်မဲခံရမယ်။သူတို့ကမျှဝေပြီးမခံဘူးမယုံရင်သွားမေးချင်။ ။ဓမြကြီးကတဲထန်စွာရီမောလိုက်တဲ့ထွက်ပြေးရင်လို့ညင်းစင်တာမဟုတ်လား။ဘာဖြစ်လို့သွားမိရမှာလဲ။ချစ်သားယေရနာကရတင်တိလို၍အမှန်မင်သွားရောက်စုံစမ်းလိုပါကအေးစေးစွာသွားရောက်စုံစမ်းပါထွက်မပြေးဘူးလို့ငါတို့ကတိပေးတယ်။တင်ပြလာသည့်အထိဒီနေရာကစောင့်နေမယ်။မဟုတ်မမှန်ပြောဆိုခြင်းဟုသောမူတာဝါဒမပေါ်ပေါက်သေးရကဂရိစကားကိုရေဒနာကာရယုံကြည်ရင်မိဘနှစ်ပါးနှင့်ဇနီးထံသို့ပုံရှိုးဝယ်ရှုသွားရင် ိုအမေတို့ဖေတို့ကျွန်တော်တက်ပြက်လွရက်ပြီးရလာတဲ့ပစ္စည်းတွေကိုတုံးဆောင်စားတော့တဲ့အမေတို့ဖေတို့ဟာ ကျွန်တော်ပြုတယ်မကောင်းမှုကိုမျှဝေပြီးခံစားပေးကြမှာလားဟဲ့နင်ပြုတယ်မကောင်းမှုနင်မဲခံရမှာပေါ့မခံခြင်းရင်မကောင်းမှုမပြုနဲ့ဓမြကြီးစိတ်ပြက်သွားပြီးဇနီးတဲ့ထံကိုသွားတယ်မိဘနှစ်ပါးကိုမေးတဲ့အတိုင်းမေးမြန်းပြန်နေဇနီးတဲ့ရဲ့အဖြေကလည်းမိဘနှစ်ပါးရဲ့အဖြေနဲ့ထပ်တူထမြပါပဲငါခံရမှာပါကလား ဒီမကားမှုကိုငါခံရမှာပါကလားဓမြကြီးဟာထိတ်လန့်စွာရေရွလျက်ရဟန်းတော်နှစ်ပါးထံကိုပြန်လာတယ်။တပည့်တော်ရဲ့မကားမှုတွေပပြန်အောင် လုပ်ပေးကြပါ။သူကပျော်ပျော်ဆူဆူသူ့ရဲ့ကိုကိုအပြစ်ပေးတဲ့အနေနဲ့သူ့ရဲ့ဦးကောင်းကိုသူ့ရဲ့တနောက်နဲ့ရိုက်လျက်သွေးပြာစီလျက်လဲကြမိန်မျောသွားတယ်။သူတရေရတဲ့အခါရဟန်းတော်နှစ်ပါးကသူ့ကို စေဝါပေးကပြုစုနေတာကိုတွေ့လိုက်ရတယ်။အရှင်တို့ဘာပြုလို့မပြေးတာလဲ။ ငါတို့ဟာ မကောင်းမှုကင်းစင်တဲ့အတွက်ပြေးဖို့မလိုပါဘူးဒါရက်ကမကောင်းမှုသူပြုတ်တက်ကမြဟာမကောင်းမှုပါတကားလို့တည်တီမာစားပြီးဓမြကြီးကြောက်ရွံ့နေရဲ့ဆိုရင်ဘူးဆွေးချင်းပြင်းပြစွာနဲ့ရဟန်းတော်နှစ်ပါးရဲ့ခြေကိုဖတ်ပြီးတော့ဦးတိုက်တယ်။တပည့်တော်ကို မကောင်းမှုကင်းစင်အောင်ကယ်မတော်မူကြပါဖေဟာ။ဒါရက်ကငါတို့၏အဆုံးအမတရားကိုနာယူလိုပါကတင်းဤခန္ဓာကိုတန့်ရှင်းစင်ကြစေရန်မြစ်သို့သွားရောက်ရေချိုးကြည်အောင် ညတစင်းဟာအနီးအပါးမှာစီစဉ်လျက်ရှိပါတယ်။ယတနာကဏကဝန္ဒအာရဖြစ်လျက်မြစ်ကန်းကိုပြည်ရင်။တစင်းနေတဲ့ညစီစဉ်နေတဲ့မြစ်ရင်အလင်းဟာတရှိတော်ဝါအကောင်ပုတ်တွေရွှေရှားဝဲအညစ်ကြီးတွေစီးမျောစဉ်ကတီးခံခဲ့တော်မြစ်ဟာဒူစီရိုက်ကောင်ကြီးရဲ့ခန္ဓာကိုယ်ကိုမူအစည်းကြောမခံနိုင်တာကြောင့်ချက်ချင်းခံချောက်သွားလေတယ်။ဓမြကြီးကပို့ပို့ပြီးတော့တုံ့လှုပ်ချောက်ချသွားတာပေါ့။ကဲတော်မူပါဖေဟာမြစ်ကြီးခန်းသွားပြီကဲတော်မူပါ အော်ဟစ်ပြေးလွာလာပြီးတော့အရှင်မြတ်တို့ရဲ့ခြေပြားကိုအငမ်းမရဖတ်တဲ့ဒါရက်ကမစိုးရင်လဲအရှင်မြတ်နှစ်ပါးဟာဓမြကြီးကိုနှဲ့ရည်စင်ဖြန်ပြီးတန်ရှင်ပြီးတဲ့အရင်နာယောဂီထိုင်အထိုင်ခိုင်းနေရာမရာမလို့အယုတ်ခိုင်းနေထို့သောဓမြကြီးမှာမကားမှုကတီးကျဲလုံးများပြားလင်းနေမြင့်တာကယူနာဆိုတဲ့အတန်ကိုကြားတော်များမကြမှုရကရာမရာမလို့အတန်ထွက်မလာတဟဖြစ်ဟာလို့အတန်နာထွက်လာတဲ့ ို့ရရင်အရှင်နှစ်ပါးဟာမေတ္တာအပြည့်နဲ့စိတ်ရှည်စွာတင် जा ပေးရာမကြခင်အတန်ထွက်မှန်လာခဲ့တယ်။နာရာဒာနတာနဲ့မြမကြီးလည်းဓမြလူစုကြီးမှန်ကန်တဲ့ချင်းတွေကိုရောက်တဲ့ထီဆောင်ကြည့်ပြီးမှနှစ်ပီကိုပြန်သွားကြတာပေါ့။ဓမြကြီးရတနာကရဟာမကောင်းမှုတန်ကိုမခံစားရစေရန်ထိုင်မိဒီမှာစပြီးမထားတော့ချေ။သူ့ရဲ့ကိုဘတော်ခြရီတက်လာတဲ့မြေကြီးရေဖိုကတောင်ပို့လို့တဲ့လူလုံးပြုတ်ပြီးတော့တောင်ပို့ကြီးဖြစ်လာပြီးဓမြကြီးကမထားသေး နှစ်ပေါင်းများစွာကြာမြင့်သွားပြီးမြမကြီးဟာယတနာကရထိုင်နေနေရကိုရောက်လာတော့လူကိုမတွေ့တောင်ပူကြီးကိုသာတွေ့ရတာပေါ့နာရာဒာနတာနဲ့မြမတို့တင် जा ပေးခဲ့တဲ့အတန်ဟာတောင်ပူတွေကထွက်နေခဲ့တယ်တောင်ပူကိုမြမကြီးကန်ကြောက်ပြစ်တယ်ဓမြကြီးကမရှိတော့ပါ သူ့ရဲ့အယူတွေကအတန်မီနေတယ်တရရဖြစ်နေတဲ့ခြာတွေကလည်းမြမကြီးနဲ့နာရာတာတို့ပြီးခဲ့တဲ့ခါသာသန်ထွက်နေတယ်လို့ထင်ရတယ် မြန်မာကြီးဟာအယိုးတွေကိုစုပြီးတော့နဲ့ရည်စင်ပြန်လိုက်တဲ့အခါဓမြကြီးပြန်ဖြစ်လာတယ်။ထို့သောရှေးရခင်ကလူစိုးလူသွဲမဟုတ်တော့မေတ္တာတရားပြေဝါတော့အေးချမ်းငိမ့်သက်တော့ဝါလာမီကီချတောင်ဖို့သူတော်စင်ဖြစ်သူအပြောင်းလဲကြီးပြောင်းလဲနေပြီ။ဝါလာမီကီဟာမေတ္တာသိမေတ္တာစိတ်နဲ့တိဆောက်ထားတဲ့သူတော်စင်လုံးဝဖြစ်သွားပြီ။သူဟာအေးချမ်းတိတ်ဆိတ်သော မြေကံပေမှာမြစ်တာပွားနေစဉ်သွေးတံတရေရင်နဲ့ရေပဲတကောင်ရင်ွေနှဲကိုကြာလာတဲ့ ဝါလာမီကီကမျက်စိဖွင့်ကြည့်လိုက်တဲ့အခါလေးကိုကင်ထားတဲ့တောမုတ်ဆိုးတယောက်ကိုမြင်လိုက်ရတယ်။မုတ်ဆိုးရက်ဆက်လာကြည်ကလား။ထိုစဉ်တခြားရေဘဲတကောင်ရောက်လာပြန်နေ။သူ့ရဲ့အလုံးလုံးနဲ့အသက်ပြောင်းနေတဲ့ရေဘဲကိုနှုတ်သီးနဲ့ချိုးတယ်။ပူဆွေးဝမ်းနေနေတဲ့တန်နဲ့အော်တယ်။နေကြည်မြင့်ကြည်လူလာပြန်တတ်နေ။ဝါလာမီကီဟာပြန်တန်းအော်မီနေတဲ့ရေဘဲကိုတနာသွားတယ်။တေးသွားသောရေဘဲအတွက်ဝမ်းနေပူဆွေးတယ်။ ဒဇာဇာအောင်မင်းလည်းရဲ့ပြန်တန်းနေတဲ့ရေပဲရဲ့ခန်းစားမှုဟာဝါလာမီကီရဲ့ရင်ထဲကိုစီးဝင်လာရာဝါလာမီကီလည်းနာကျင်စွာညှင်းညူလိုက်တယ်။သို့သောဝါလာမီကီရဲ့ညီးသောတန်ဟာတာမန်မီကျွေးတန်မဟုတ်ဆွပြန့်ပွဲကဗျာတဖို့ဖြစ်နေတယ်။တနာကျင်နာစိဝမ်းနဲ့ဘူးဆွေးစိတ်နဲ့မိတန်းစဉ်ကဝါလာမီကီရဲ့တိတ်အတိတရားမရှိခန်းစားမှုသာရှိတယ်။ခန်းစားမှုဖြင့်မိတန်းစဉ်သတိဝင်လာတယ်။ တတိဝင်လာလျင်ဝင်လာခြင်းဝါလာမီကီဟာမိညာတရွယ်ပေါ်၌ရေးချစ်မှတ်သားထားလိုက်တယ်သို့သောခံစားမှုပြေပြောခြင်းမှာတရက်ပေါ်မှာသူရဲချစ်ထားတဲ့တင်ငေသားတွေကိုကြည့်တဲ့အခါနားမလဲပြန်။ဝါလာမီကီဟာတင်ငေသားတွေပါတဲ့တရက်ကိုခုရဲမိသူတိပါတနည်းဟုတောအနှံ့တောင်အနှံ့လှဲ့လေရှာဖွေရာဘာရာဒရာဒာယတိကိုတွေ့တယ်။ယတိဟာဝါလာမီကီဤတင်ငေသားတွေကိုသိတယ်။မင်းဟာကအလွန်ကောင်းတဲ့မေတ္တာကရုဏာကဗျာပါလား။ ဘာရာဒါဇာဟာစကားရဲ့ဟာတမဟုတ်ခြင်းနတ်ပြည်ချက်တွေကိုပြန်နေသွားတယ်။ဝါလာမေကြီးရဲ့မြေတားကယူနာကဗျာကအလွန်ကောင်းတဲ့သို့တဲ့ဟာနာရာဒါထံကိုရောက်သွားတယ်။နာရာဒါကနတ်ပြည်တလွားလှဲလှဲပြီးမြေတားတီးအင်းငိမ့်မှုတေးများကိုစောင်းတီးပြီးတည်ဆိုနေတဲ့သူ။သူနဲ့ပြမကြီးတို့ဆောင်ရွက်ပေးခဲ့တဲ့တရဝါရဲ့ကောင်းတဲ့ရင်ကိုကြားရတဲ့အခါဝါလာမေကြီးထံကိုဝမ်းမြဝမ်းသာစွာရောက်လာခဲ့တယ်။ ဝါလာမီဂီကနာရာဒရာကိုကောင်းမွန်စွာကြိုဆိုတော့လဲမှတ်မှတ်မိတော့ပါ အချင်းဝါလာမီဂီငါကတင့်အားမကောင်းမှုပြုသူအဖြစ်မှပြက်စင်းအောင်ဆောင်ရွက်ပေးတော့နာရာဒပေသည်အိုနာရာဒတင်သည်မြတ်ထာကယုနာမူရီတာတရားများ စီပွားကံပါအောင်ဆောင်ရွက်နေသူအဖြစ်ထင်ရှားလာပါပြီအချင်းဝါလာမီဂီတင်ကမြတ်တာကယုနာအရာ၌ငါထက်ကြီးကျယ်သောကြောင့်တင်ဤကဗျာသည်နတ်ပီထီကြောကြပါသည် ယခု9ဤလာရောက်ခြင်းကတင့်အားတိုက်တွန်းရန်ဖြစ်သည် အမင်းရှိပါအသင်နဲ့သာအချင်းဝါလာမီကီ အာဒေတန်စာနေနှမြင်မြင့်ွယ်ဖြာမိတိလာပြည့်ရှင်သဗ္ဗရထမင်းကြီးဤသားတော်များဖြစ်ကြတဲ့ရာမညီနောင်လေးဦးနဲ့ဇနကမင်းကြီးရဲ့သမီးတော်တီတာဒေဝီမင်းသမီးတို့ရဲ့အကြောင်းကိုမိတာနဲ့ဂယုဏသစ္စာတရားနဲ့ငြိမ်အေမှုအဖြစ်နှလုံးသွင်းပြီးကြပြာဖွဲ့ပြီးတော့အချက်နှုတ်ကြပြာမဖွဲ့တတ်ဘူးနာရတာ တင်ဤမြေတာစွမ်းမကမှာစိန်ယူစည်းကြလာသောအတန်များဒီပင်ကြပြဖြစ်ပေတော့သည်တဲ့နှလုံးသေးပါជីជីနုနုရွဆိုပါ16လုံးနှစ်ပါးသားရှိတဲ့32လုံးဖွဲနှစ်စစ်ချိုးကြပြပါ2400ရှိတဲ့ရာမာယနာပြုတ်ကြပြကြီးဖြစ်ပေါ်လာပါလိမ့်မည်ဤတို့လည်းရင်နာရာဒရဲ့တိုက်တုံးမှုနဲ့ရှေးဟောင်းရာမာယနာကြပြနဲ့မဟာဘာရတတိများကြပြများပေါ်ပေါက်လာခဲ့ရာ ကဗျာတကားကဗျာတို့မှာ ရှဲကြဆုံးသောကဗျာများဖြင့်မှတ်တမ်းတင်ခဲ့ကြသည်မိသားစုချင်းရက်သူရွာသူချင်းနိုင်ငံချင်းချင်းလူမျိုးချင်းချင်းတို့ရဲ့ချစ်ကြည်ရေးငြိမ်းချမ်းရေးကိုတယုတ်ဖော်တဲ့ထိုကဗျာကြီးမှာအလွန်ထင်ရှားခဲ့တယ်ထင်ရှားတာနဲ့အများဝါလာမီကီမာလဲရှေးဦးကဗျာစာဆိုတော်ကြီးအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတော့တဲ့ကိုပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်